ားလုံးမင်္ဂလာပါညီကိုနေပေါင်းချမ်းသာချမ်းသာကြပါစေဒီနေ့မှာတော့ကျွန်တော်က Champion League Final ပွဲစဉ်တစ်ပွဲဖြစ်တဲ့ PSG နဲ့ Inter Milan တို့ပွဲစဉ်ကိုပွဲတွေပေါင်းတပ်ပေးပါမယ်ဒီ Final ပွဲစဉ်ကိုတော့ကျွန်တော် Germany ပေါ့နော် Munich မှာကမ်းမှာဖြစ်ပါတယ်ပေါ့နော် Bayern Munich ရဲ့ Queen ကြီးမှာပေါ့နော်ကမ်းမှာဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ည9:00နာရီပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ကြီးက PSG ရဲ့အတန်း level 60ရှုံးတဲ့ဂိုးပေါင်းကြီးကနှလုံး80ရှုံးပေးထားတာတွေ့ရတယ် တရားစီအတင်းရအစပိုင်းပေါ့နော်ဒါကျွန်တော်စုပေါင်း16ပွဲဆော့ခဲ့ရပေါ့နော်ဒီချန်ပီယံလစ်မှာတရားစီအတင်းက play off ဝင်တဲ့နှစ်ပွဲအပူဆော့ခဲ့ရတယ်ပေါ့နော်အစပိုင်းတွေမှာတော်တော်တော်လေးရုန်းကန်ခဲ့ရတာလည်းတွေ့ရတယ်ပေါ့နော် PSG 1 3 Girona ပေါ့နော်ဒီနေ့ PSG PSG 1 PSG 1 PSG 1ပေါ့ PSG 1 Atletico Madrid 2ပေါ့ဘာမင်းနဲ့1 PSG 2ပေါ့နော်ဒီလိုအချိန်တွေမှာတော်တော်တော်လေးရုန်းကန်ခဲ့ရတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းပွဲတွေမှာ ตรวจตอนนี้เปียงเล็บเสตัวงี้อะไรช่วยอะไรบ้างเดียรถบูสซัลวาก็ตรีจีเนี่ยนายเดมันซิตี้ก็โฟร์ทูเนี่ยนายเดสตูการ์ก็โฟร์วันเนี่ยนายเดบรัสก็เอ็งเว้ยเอาเว้ยมานายเดบ้างเนาะปีลิบาบูเอ็งเว้ยมาวันซีเนี่ยชงเดลิบาบูก็มาวันซีเนี่ยเปียงนายเดตอนนี้เปียงเขาหน้าดำดูช่วยอะไรบ้างเนาะควาดาไฟเนี่ยมาสุดแล้วบีลาวเอ็งเว้ยมานายเดเอาเว้ยมาชงว่าแค่ไหนบ้างซิมิไฟเนี่ยมาตอนนี้ปูเขาหน้าช่วยอะไรอาเซเนอเอาเว้ยมานายเดเอ็งเว้ยมาเล่นนายเดบ้างเนาะ အတွက်ကြည့်လိုက်မှာသူ short ခဲ့တဲ့ဒါစုစုပေါင်း16ဘွဲမှာဆိုရင်ခြေရ10ကျင်းအောင်လေခြေရှုံးတာ6ကျင်းရှိတယ်ရကူက33ကိုရှိပြီးမှာပေးကူက35ကိုရှိရတယ်တွေ့ရတယ်ဒီမှာ Inter Milan အသင်းကိုကြည့်မယ်ဆိုရင် Inter Milan အသင်းကလည်းသူ short ခဲ့တဲ့ဘွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါမှ City ကိုတရေ short တယ် Zapata ကိုနိုင်အောင်ကန်တယ် Young Boy ကို1-0နဲ့နိုင်တယ် Arsenal ကိုနိုင်တယ်သူတို့ရှုံးတာက Liverpool စင်တဲ့င်းလာပဲရှိတယ်ဗျာ သူဆော့ကတဲ့ချန်ပီယံလစ်14ပွဲမှာဆိုရင်ခြေရ9ပွဲအောင်တယ်9ပွဲရှုံးပြီးမှတနိုင်9ပွဲတရီ4ပွဲနဲ့ရှုံးတဲ့ပွဲရှိတယ်ပေါ့နော်ဒါအင်တာမီလန်ရတိုင်းစစ်ကဒီချန်ပီယံလစ်14ပွဲမှာဆိုရင်24ခုရရင်မှာပေးခုက10ခုလည်းရှိရတယ်တွေ့ရတယ်ပေါ့နော်အင်တာမီလန်အသင်းကတော်တော်လေးချစ်ချစ်လေးလေးဆော့နိုင်တယ်ဆိုတာပြောဖို့မလိုတော့ဖြစ်နေတာတွေ့ရတယ်ပေါ့နော်အင်တာမီလန်အသင်းကိုကြည့်မှဆိုရင်အင်တာမီလန်ကတော့ဒီနှစ်မှာပေါ့နော်သူတို့ အီတလီစူပါကပ်ဆိုလဲ AC မီလန်ကိုရှုံးသွားတယ်ပေါ့ဗျာဖလားလွဲချော်သွားခဲ့တယ်ပြီးတော့ကျွန်တော်ဒါ semi final မှာဆိုလို့ရှိရင် AC မီလန်နဲ့ထပ်တွေ့တယ်ပေါ့နော်ဒါ AC မီလန်ကိုဒါရှုံးသွားခဲ့တယ်ပေါ့ဗျာ3-0ဆိုတဲ့ရလနဲ့ထပ်တို့ဖလားလည်းမဖြစ်သွားခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒါအမှတ်ပေးမှကြည့်မယ်ဆိုရင်ဒါကံဘလောက်ထိဆိုးလဲဗျာလာဇီယိုနဲ့ပွဲမှာဆိုရင်တို့နောက်ဆုံးမိနစ်မှာ penalty ပေးလိုက်ရတယ်ဗျာအဲ့ဒီပွဲစဉ်တာတို့နိုင်အောင်မယ်ဆိုရင်ဒီ ဒီကျွန်တော်2025မှာသူတို့ချန်ပီယံပဲဗျတိုင်တာမီလန်တော်တော်လေးဖလားတော်လုံးလုံးလွဲပိုက်ပါတော့သူ့မှာဒီဖလားတစ်လုံးပဲကျန်တော့လဲဆိုတော့သူလည်းတော်တော်လေးအာယုံဆိုင်လာမလို့ထင်တယ်ပေါ့နော်ပြီးရင်ဒီမှာကြီးလိုက်မယ်ဆိုရင်နှစ်သိန်းလောက်ကဒိုင်ယန်ကင်းစင်နေတယ်ပေါ့နော်ဒိုင်ယန်ကင်းစင်နေတာလည်းတွေ့ရတယ်ပေါ့နော်ဒါ PSG ရဲ့အတင်းဆိုလဲကျွန်တော်ဒါတောမတ်တူချန်နဲ့တဂျိန်ပေါ့နော်ဒါဘာယန်မြန်နဲ့ချန်ပီယံလိဘိုလီဝက်တဂျိန်တွေ့ခဲ့တယ်ပေါ့နော်အဲဒါကလည်းလွဲချော်ထားတာတွေ့ရတယ် PSG ရဲ့အတင်းရဲ့ဒါပိုင်ရှင်နေဆိုလို့ရှိရင်ပေါ့နော်ဒါအာရဗတ်သေးတွေပေါ့နော် ဒီတထေးတွေဆိုရင်ဆယ်စုနှစ်တစုရှိပေါ့နော်တို့တို့ဒီဖလားကိုရကြတယ်ပေါ့နော်တို့တို့ဒါတော်တော်လေးကိုပတ်စံနေအရင်ကြီးတွေထောက်တယ်ကစားသမားတွေအကောင်းတွေဝယ်တယ်နှီးပြတယ်အမျိုးမျိုးအဖုံဖုံလဲတယ်ဘလို့မှမဖြစ်လာတာလဲတွေ့ရတယ်ပေါ့နော်ဒါပြင်သစ်မှာဆိုရင်ကျွန်တော်ထင်တယ်1993လောက်ကပေါ့နော်ဒါမာစိတ်တဲ့ဒင်းလောက်ပဲရှိမှတယ်ချန်ပီယံလိဖလားကင်ဘူးလားဆိုလို့ပေါ့နော်အေစီမီလန်နိုင်သွားတယ်ပေါ့ဒီလိုပဲရှိမှာပေါ့နော် အင်တာမီလန်အသင်းကတော့သူကတော့ချန်ပီယံလိဂ်ဖလာကို၃ချိန်လဲကင်ပြီးသွားပြီပေါ့နော်ဒီတစ်ချိန်ဒါတကယ်ရခဲ့မှာဆိုရင်အဲဒါဆို၄ချိန်ဖြစ်သွားမှာပေါ့နော်ဒါအင်တာမီလန်နီးပြဆီမိုနီအင်ဇာဂီဆိုရလဲဒါတော်တော်လေးအတွေ့အကြုံရင်းနဲ့နီးပြပေါ့နော်ဘလို့တိုက်စစ်လဲဆော့တတ်တယ်ခံစစ်လဲဆော့တတ်တယ်ပေါ့နော်တာမီယန်တိုက်စစ်ကောင်းတာအကုန်သူကဆွဲဆုံးဆော့တတ်တယ်ဗျာသူ့ကိုကြီးလိုက်မှာဆိုလို့ရှိရင်သူနောက်ဆုံးဘာစီလိုနာကိုဗျာအနိုင်ကန်ခဲ့တယ်ပေါ့ဗျာ ဘာစီလိုနာလို့အတင်းတွေကိုသူဖြတ်ကျော်လာတဲ့ဘိုင်ယန်မြူးနစ်လိုအတင်းတွေကိုသူဖြတ်ကျော်လာတာလည်းတွေ့ရတယ်ပေါ့နော်။ဒါတော်တော်လေးချီးကျူးဖို့ကောင်းတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့နော်။ဒါ PSG အတင်းဆိုရလဲလီဗာပူးလိုအတင်းကိုဖြတ်ကျော်လာတယ်ပေါ့နော်။တကယ်အင်္ဂလန်ဒိတ်ဒိတ်ကျဲအတင်းတွေပေါ့နော်။အာဆင်နယ်လိုအတင်းကိုဖြတ်ကျော်လာတယ်ပေါ့နော်။ဒါပေမဲ့ချီးကျူးလို့မရဘူးပေါ့နော်။ဒီပွဲစဉ်ကတော်တော်လေးကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်လို့ပေါ့နော်။ဒါကွင်းလန်ပဲကြီးကြီးတိုက်စစ်ပဲကြီးကြီးပေါ့နော်။လက်ရှိ အနေထားမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့အလောက်ထိကွာတယ်လို့တော့မထင်ဘူးပေါ့နော် PSG မှာဆိုရင်တိုက်ဆက်ပိုင်းပဲနည်းနည်းပေါ့နော်တောင်မန်တိုက်ဆက်တွေပိုကောင်းတာတွေ့ရတော့နော် Quaras Clear တို့ Osman Dembele တို့ပေါ့နော်ဒီကစားသမားတွေကတော့ပုံမြန်တယ်ဆိုပေမဲ့လည်း Inter Milan မှာဆိုလဲကျွန်တော်တို့တကယ်ကောင်းတဲ့ကစားသမားတွေရှိတယ်ဗျာဒါမေ့ထားလို့မရပေါ့နော် Hakimi တို့ Dumfries တို့ဒီကစားသမားတွေအချိန်မီဂိုးတွင်းသွားနိုင်တယ်တိုက်ဆက်မှာဆိုရင်လဲကျွန်တော်ဒါ Marcus Thuram တို့ Martinez တို့ပေါ့နော်ကွင်းလမ်းမှာလည်းတကယ်ပွားရင်တပိုင်းရင်းတွေရှိတော့နော် Barella တို့ ခီတာရီယန်လို့ဒီမကိုအစုံပေါ့နော်ဒါလည်းနဲ့ပွဲထွက်လာဖို့များတယ်ပေါ့နော် PSG မှာတော့အဓိကကွင်းလည်းမှာတော့ကျွန်တော်ထင်တာဖာဘီယန်ရူးစ်ပါလာနိုင်တယ်သူကမဟင်းပဲလေနော်အမှဆိုမာကွင်းဟိုဝီလျံပါချိုတို့ဒီကစားသမားတွေနဲ့ပွဲထွက်လာဖို့များတယ်ပေါ့နော်နှစ်တင်းရတာကျွန်တော်အရင်တော့ဆော့ခဲ့တယ်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်ချစ်ချီပွဲတွေလောက်ပဲရှိရပေါ့နော်ဟဲ့တူကကိုကြည့်မယ်ဆိုရင်လည်းဒါချစ်ချီပွဲတွေလောက်ပဲရှိတယ်ပေါ့နော် တဒီပွဲစဉ်မှာနိုင်ဂျီယာနှောင်းပေးထားတာတော့ PSG က7300ခိုင်နှောင်းဆိုမှပေးထားတာတော့တွေ့ရတယ်။တဲ့ PSG ကလည်းပါကျွန်တော်ခုပြောပြီးပါနော်သူတို့လည်းငွေကုန်ကြေးချရတဲ့အများကြီးခံပြီးအမျိုးမျိုးသူတို့စူးစမ်းပြီးပါနော်။ဒီတစ်ချိန်မှမရရင်လည်းဘယ်အချိန်ရမလဲပေါ့နော်ဒါအကုန်လုံး။ပြီး Inter Milan ဘက်ကိုကြည့်မယ်ဆိုလည်းဒီရာဒီဖလားတဲ့အကုန်လုံးလက်လွတ်ဆုံးဆုံးရပြီ။ပြီးရင် Simone Inzaghi ဆိုရလည်း Champion League ကိုသူဒီဒီဟာနဲ့ဆိုတော့နှစ်ချိန်ရှိပြီသူက Inter Milan ကိုသူပို့ပေးတာပေါ့နော်။သူကလည်းတော်တော်လေးကောင်းတဲ့ နီးပြူဟာဘိုင်းနေရှိမယ်လို့ကျွန်တော်ထင်တယ်ဗောနော Louis Enrique လက်တာအကောင်းတယ်လို့ကျွန်တော် Inzaghi လက်တာအကောင်းတယ်ဒါကျွန်တော်လုံးဝ short ထားလို့မရဘူးဗောနော Once to Osco ကြီးမယ်ဆိုရင် PSG အနိုင်ကို2ဆကွဲတရီကို3ဆကွဲနဲ့ Inter Milan အနိုင်ကိုတော့3ဆကွဲလောက်ပေးထားတယ်ဗောနော်ကျွန်တော်တော့ဒီပွဲစဉ်မှာဗောနော်အဲ့ဒီ Inter Milan တော့ကျွန်တော်လုံးဝ short မတွက်ဘူးကျွန်တော် Inter Milan body ပဲကြိုက်တယ် PSG နိုင်မယ်မနိုင်ဘူးဆိုတာကိုကျွန်တော်မပြောလို့ဘူးကျွန်တော်အင်တာမီလန်မင်းနဲ့90အတော့တမှာမရှုံးဘူးလို့ကျွန်တော်ယုံကြည်ထားမိတယ်ဗျာဒီပွဲစဉ်မှာကျွန်တော်အင်တာမီလန်ဘောလေးကြိုက်တယ်ဘူပေါင်းထိုးချင်တယ်ဆိုရင်တော့ဘူပေါင်းအောက်ပဲကြိုက်တယ်ဗျာဝမ်းဝမ်းလည်းဖြစ်ချင်ဖြစ်သွားမယ်ဘူပေါင်းအောက်ကိုကြိုက်တယ်ပေါ့နော်အညီကတို့အကြိုက်ချင်းတူမှာပဲကျွန်တော်ဆော့ပေါ့နော်ဒါကကျွန်တော်အကြံဉာဏ်ပေးတာပါကျွန်တော်တဲ့ဝိုင်းရင်တပိုင်းရင်ဆရာတွေအများကြီးရှိပါတယ်ကျွန်တော်တို့လည်းတာသူတို့ရှိရလေးလာတင်ယူရတယ်ပေါ့နော် ဒါညကိုတော့အလုံးစင်ပြကြပါသေးဘောလုံးပွဲလည်းပေါက်ကြပါသေးခဏကြာမှချမ်းသာကြပါသေးဗျာကျွန်တော်လည်းအထက်နိုင်ကောင်တုံတက်ပေးထားတေချာလေးလိမ့်လာပြီးမှပဲကျွန်တော်လှုပ်ထားတာပါဒီပွဲစဉ်မှာဖြစ်နိုင်ခြေတကဘာလုံးက PSG နိုင်မယ်လို့ပဲတွက်ထားမှာပေးကြပါလေကျွန်တော်တော့ Inter Milan အသင်းကိုလုံးဝအထင်မသေးပါဘူးဗျာသူလှုပ်ပြထားတာတွေကကြောက်စရာကြီးဗျာဒီဖလားတစ်လုံးလဲကျန်တဲ့အတွက်သူဒီမရရအောင်သူနောက်ဆုံးမရရင်တော့ပယ်နယ်တီတီဆွဲခေါ်သွားမယ်လို့ထင်တယ်ကျွန်တော်တော့နော်